ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတဲ့ဘုတ်ကတော့ကျန်းဖို့ပါတီဘလူပေါ်ပေါက်လာတယ်လေကျန်းဖို့ပါတီဟာမြန်မာနိုင်ငံရေးပါအကြမ်းဖက်မှုတွေကိုဘလူဥဆောင်လှုပ်ရှားခဲ့တယ်လေဆိုတဲ့အဆက်ဆက်တွေကိုတင်ဆက်ပေးမဲ့ဆောင်ပါတဲ့ဘုတ်ဖြစ်ပါတယ်ပြည်တော်စုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီ USDB ဟာမူလအဆကပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း Union Solidarity and Development Association USDA ကနေစတင်ခဲ့တာဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့တဲ့ခုနှစ်ကတော့1993စက်တင်ဘာ15ရက်နေ့မှာနိုင်ငံတော်ညွှန်ပြပြမှုတိဆောက်ရေးအဖွဲ့ SLORC နောက်ပိုင်းမှာနိုင်ငံတော်အေးချမ်းတာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ SPDC လို့လူသိများတဲ့စစ်အုပ်ချုပ်မှုဥဆောင်မှုအောက်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ စေစိုးရဟာစေစိုးရရဲ့အာဘော်ဒီနဲ့လုပ်ငန်းများကို အကောင့်ထဲပေါ်ရင်းနဲ့နိုင်ငံရေးအင်အားစုတရက်ကိုပြည်သူလူထုအတွင် စီယုံတိဆောက်ဖို့ရန်အတွက်ကိုရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။၎င်းဟာလူထုဖွဲ့စည်းအတွင်ဆောင်တော်လဲတမတော်ရဲ့လွှမ်းမိုးမှုအောက်မှာတည်ရှိပြီးတော့နိုင်ငံရေးလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။စေစိုးရရဲ့အခြေခံမူလေးချက်ကိုအကောင့်ထဲပေါ်ဖို့အမြဲတစေကြိုးပမ်းခဲ့ပါတယ်။ စစ်ဆေးရကိုထောက်ခံတဲ့စီယုံလှုပ်ဆောင်မှုများပြုလုပ်ခြင်းနိုင်ငံရေးပြိုင်ဘက်များအထူးသဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ចောင်းသားအဖွဲ့အစည်းများအားချင်းချောက်ခြင်းနဲ့လူမှုတက်ကြွလှုပ်ရှားသူများကိုချင်းချောက်အကြမ်းဖက်တိုက်ခိုက်ခြင်းများမှာပါဝင်ခဲ့ပါတယ်နောက်တစ်ဆယ်ပြည့်နှစ်ကို ရောက်ရှိလာတဲ့အခါမှာစစ်ဆေးရ၎င်းတို့ချမှတ်တဲ့စီကံပြေဝသောဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ပြင်ဆင်လာပါတယ် ဤအစ်စ်မှာ USDA ကနိုင်ငံရေးပါတီရဲ့ဖြစ်အသွင်ပြောင်းလဲခဲ့ပါတယ်နောက်တစ်ဆယ်ခုနှစ်ဧပြီလမှာ USDA ကိုတရားဝင် ဖြတ်သိမ်းခဲ့ပြီးပြည်တော်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကြံ့ဖို့အဖြစ်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခဲ့ပါတယ်စေဆိုးရဝန်ကြီးချုပ်ဖြစ်ခဲ့သူဗိုလ်ချုပ်ဟောင်းတိန့်စိန် ပါတီရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ထိတ်တန်းကောင်းဆောင်မှုတွေမှာစစ်တပ်ကငိမ့်စားယူလာကြသူအများစုဖြစ်ပြီးတော့ဗိုလ်ချုပ်ကြီးဟောင်းဝန်ကြီးနဲ့ဘျူရိုကရက်အများပြားပါဝင်လာပါတယ်။ USDP ဟာ2010ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တဲ့ပါတီမရှိဘဲအများစုအနိုင်ရကအစိုးရကိုဖွဲ့ကူဥဆောင်ခဲ့ပါတယ်။ဤဒီမှာမြန်မာနိုင်ငံမှာစစ်ဝတ်စုံ ပြောင်းပြီးတော့အရက်သားဝတ်စုံ လဲဝတ်တဲ့ယသားဆိုရပုံတရံပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ကျန်းဖို့ပါတီဟာမူလအဖွဲ့အစည်းဖြစ်တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအသင်းကာလာကလေးကနိုင်ငံရေးအကြမ်းဖက်မှုတွေကိုဥဆောင်လှုပ်ရှားခဲ့ပါတယ်။ USCB တို့မဟုတ်၎င်းရဲ့ရှေ့ပြေး USDA နဲ့ဆက်ဆက်မှုရှိတဲ့အဓိကအကြမ်းဖက်မှုတွေမှာအကြမ်းဖက်မှုတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ တစ်ကတော့ဒီဘင်းရင်အကျန်းဖတ်တိုက်ခိုက်မှုပါ2003ခုနှစ်ကဖြစ်ပွားခဲ့တာပါ USA နိုင်ငံရေးအကျန်းဖတ်မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတာကိုအပြင်းထန်ဆုံးဆွဆွဲခံရတဲ့ဖြစ်စဉ်က2003ခုနှစ်မေ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီဘင်းရင်အကျန်းဖတ်မှုဖြစ်စဉ်ဖြစ်ပါတယ်အတိုက်ခံခေါင်းဆောင် လူထုကောင်းဆောင်တော်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရင်းနှံမှုစကိုင်းတိုင်းဒီပဲရင်မြို့နယ်အနီးပါအုပ်စုဖွဲ့တိုက်ခိုက်တပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်တိုက်ခိုက်သူများဟာ USDA အသင်းဝင်များစစ်တပ်ထောက်ခံသူများဖြစ်ကြပြီး၎င်းတို့ဟာနိုင်ငံရေးပြိုင်ဘက်များကိုအကြမ်းဖက်နှိမ်နှင်းဖို့စစ်အစိုးရရဲ့ခိုင်းစေမှုကိုလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ် ဒီတက်ခတ်မှုကြောင့်အနေဒီအဖွဲ့ဝင်အများပြားသေဆုံးဒဏ်ရာရရှိခဲ့ပြီးဒေါက်ဆန်းစုကြည်အပါဝင် ထိတ်တန်းခေါင်းဆောင်များကိုစစ်အစိုးရကထပ်မံထိမ့်သိမ်းခဲ့ပါတယ် USDA 2010နောက်ပိုင်း USDB ဟာထူးသဖြင့်ယူကော့ပွဲကာလာများနဲ့နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားချိန်တို့မှာ၎င်းတို့ရဲ့ပြိုင်ဘက်များကိုချင်းချောက်အကြမ်းဖက်မှုများပြုလုပ်ခဲ့တဲ့ခဲ့တာကိုအထင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ် 2010နဲ့2015ရွေးကောက်ပွဲများမတိုင်မီနဲ့ရွေးကောက်ပွဲကာလအတွင်းမှာ USPDP ပါတီဝင်ဓမ္မမုတ်ထောက်ခံသူများဟာ NLD အဖွဲ့ဝင်များကိုနှောက်ယှက်ခြင်းရိုက်နှက်ခြင်းနဲ့ချင်းချောက်ခြင်းများပြုလုပ်ခဲ့တယ်လို့ဒေသခံများကထွက်ဆိုခဲ့ပါတယ်လူစုလူဝေးနဲ့အကြမ်းဖက်ခြင်းစစ်ဆိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲများဓမ္မမုတ်နိုင်ငံကြီးပွဲများအားရွေးရုပ်သဲသဲဖြစ်အောင်လှုပ်ဆောင်ခြင်း ဖြိုခွင်းရမှာပါဝင်ခြင်းတို့အတွက် USDB ကိုအသုံးပြုခဲ့တယ်လို့မှတ်တမ်းတွေကဖော်ပြပါတယ်တက္ကသိုလ်နှစ်ဆီယနာသိမ့်ပြီးနောက်ပိုင်းမှာ USDB ဟာစစ်ကောင်စီရဲ့နိုင်ငံရေးအာပီထောက်ခံယုံတာမကဒေတာတွင်းလုံခြုံရေးနဲ့ပြည်ပခများတွင်ပါအခန်းခဏချုပ်ပါဝင်လာ ပါဝင်လာခဲ့ပါတယ် အချို့ဒေသတွေမှာ USCB ပါတီဝင် ဟောင်းများစစ်မှုထမ်းဟောင်းများနဲ့ပါတီထောက်ခံသူများကို စုစည်းပြီးအကြမ်းဖက်စစ်ကောင်စီကိုကူညီတဲ့ပြည်သူစင်များ ပြူစောထီးများတို့မဟုတ်ဒေသခံလုံခြုံရေးအဖွဲ့များဖွဲ့စည်းရာမှာ USDB ကဥဆောင်ခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။၎င်းပါတီရဲ့အဓိကခေါင်းဆောင်ဘိုင်းများမှာစစ်တပ်ရဲ့နောက်ခံရှိသူများဖြစ်လို့အကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်ဖြိုခွင်းမှုများနဲ့တိုက်ပွဲဝင်မှုများကိုနိုင်ငံရေးအရာ ထောက်ခံအားပေးသူများဖြစ်ရက်တီလျက်ရှိပါတယ် USDB နဲ့ USDA ဟာ၎င်းတမိုင်းကြောင်းတက်လျှောက်မှာစစ်ဆိုးရွားကိုထောက်ခံတဲ့စစ်တပ်ကိုထောက်ခံတဲ့အကြမ်းဖက်အဖွဲ့အသွင်ဖြင့်နိုင်ငံရေးပြိုင်ပွဲများကိုနှိမ်နင်းရမှာတက်ကြွစွာပါဝင်ခဲ့ကြောင်းအထူးသဖြင့်2003ခုနှစ်ဒီဘက်ရင် ဖြစ်စဉ်ဟာရင်းအကြမ်းဖက်မှုရဲ့အထင်ရှားဆုံးတာရကဖြစ်ကြောင်း ၎င်းပါတီရာနိုင်ငံရေးနယ်ပယ်မှာစစ်တပ်ရဲ့အကျိုးစီးပွားကိုအကောင့်တဲဖော်ရန်လှုပ်ဆောင်ပါれ။ခေါင်းဆောင်ပိုင်းများစွာစစ်တပ်နောက်ခံရှိသူများဖြစ်ပါれ။အမျိုးသားရေးဘာသာရေးအစွန်းရောက်ဝါဒစစ်အာဏာရှင်ဆန်မှုအမျိုးသားရေးအစွန်းရောက်ဝါဒဗုဒ္ဓဘာသာမျိုးသားရေးဝါဒစတဲ့အယူအဆများကိုကျင့်သုံးပြီးလူမှုကိုစီယုံလှုံ့ဆော်ပါれ။၂၀၁၅ခုနှစ်အစိုးရလက်ထက်မှာမျိုးဆောင်ဥပဒေလိုလူတီများတဲ့ ခွေးချဆက်ဆံတဲ့ဥပဒေများကိုပြဋ္ဌာန်းခဲ့ခြင်းဟာ၎င်းတို့ရဲ့ဘာသာရေးနဲ့ဆက်ဆက်တဲ့လုပ်ရက်တစ်ခုဖြစ်ပါတယ်။စီဝါရေးဘက်မှလည်း USCBR ရခင်မြန်ကုန်မြစ်အဖွဲ့ရဲ့ရှယ်ယာများနဲ့ပိုင်ဆိုင်မှုများကိုပိုင်ဆိုင်ထားပါတယ်။ရဲနာတူဖော်ရေးစောက်လုပ်ရေးစိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးလုပ်ငန်းများမှာ စီဝါရေးလှုပ်ဆောင်မှုများရှိနေပြီးနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို လုံးဝချိုးဖောက်တယ်လို့လဲဝေဖန်မှုများရှိပါတယ်နိုင်ငံရေးကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ USDB လက်ထက်ခရဲက၎င်းတို့ကနိုင်ငံရေးပြိုင်ပွဲများ ပေါ်ကြမ်းဖက်မှုများပါဝင်ခဲ့တယ်ဆိုတာထင်ထင်ရှားရှားဖော်ပြခဲ့ပြီးဖြစ်တယ်လို့ဆက်လက်လဲကျူးလွန်နေစေဖြစ်ပါတယ်